သောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်စေတဝန်ကြောင့်တော်၌နေတော်မူခြင်းတာမဏေ၄ပါးတို့ကိုအကြောင်းပြု၍ဟောတော်မူသရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်သရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်စေတဝန်ကြောင့်တော်၌နေတော်မူခြင်းတာမဏေ၄ပါးတို့ကိုအကြောင်းပြု၍ဟောတော်မူလေ၏ပုံနိမတယောက်သည်၄ပါးသောယဟန်တို့အားယီညွန့်၍လှူအပ်သောဖန်းကိုစီရင်ပြီးလျင် ပုံနာကြီးကိုကြောင်းသို့သွား၍ယမနာဖြစ်သောပုဂ္ဂိုလ်ကြီး၄ဦးတို့ကိုနှွှန်းစေ၍ပြေဆောင်ခဲ့ကြလောဟုဆိုလေ၏ထိုပုံနာကြီးသည်ကြောင်းသို့သွား၍ယမနာဖြစ်သောပုဂ္ဂိုလ်၄ဦးတို့ကိုနှွှန်း၍တပည့်တော်အားပေးတော်မူကြပါဖရာဟုလျှောက်လေ၏ထိုပုံနာကြီးအတန်ကိစ္စသာမဏေပရိဒသာမဏေသောပါကသာမဏေဤဝရသာမဏေဟူသောခုနှစ်သားယဟန္တာသာမဏေ၄ပါးတို့သည် ရောက်လေကုန်၏ ဘုံနေမှသည်မြတ်တော်သူတို့အနာလျင် ထိုက်တန်ကုန်သောနေရာတို့ကိုခင်း၍နေစဉ်သာမဏေငယ်တို့ကိုမြင်ရလျင်အမျက်ထွက်လာသည်ဖြင့်ခုခုလုံး၌ထဲ့အပ်သော စားကဲ့သို့တောက်တောက်မြည်လျက်ကြောင်းသို့သွားပြီးလျင်မိမိမြေးများလောက်မကငယ်လာသောသူငယ်ကလေးလေးဦးတို့ကိုခေါ်၍လာပြီးဟု ဆို၍ထိုသာမဏေငယ်တို့အားထိုနေရာတို့၌နေသေးခြင်းကမပေးပင်နေသောအင်မြင်တို့ကိုခင်းသည်ဖြင့်ဤနေရာတို့၌နေကြကုန်လောဟုဆိုပြီးလျင် ဘုံနာကြီးသွားတဲ့ရှင်ဟောယမနာပုဂ္ဂိုလ်ကြီးတို့ကိုကြီးကျူ၍ပင့်ဆောင်ခဲ့ကြည်လို့ဟုဆိုပြန်၏ဘုံနာကြီးဒီအကြောင်းသို့သွား၍ဗာတိဗုဒ္ဓရာမထေရကိုမြင်ရလျင်ကြွတော်မူကြပါဖေဟာတပည့်တော်တို့ဤနေအိမ်တို့ကြွကြကုန်သွားကြကုန်အံဟုပင့်ဆောင်လေ၏ရှင်သာရိပုတ္တရာမထေဒီကြွလာ၍တာမဏေတို့ကိုမြင်လျင်ဤယမနာကြီးတို့ဒီစွမ်းကိုရအပ်ပြီလို့ဟုမေးလဲသဖြင့်မရသေးပါဖေဟာဟုနာတော်လျှောက်လျင် ်လျော်တော်သူတို့အလို့ငါသာလျင်စမ်းစီရင်ဒီအဖြစ်ကိုသိတော်မူသည်ဖြင့်ငါဤတပိတ်ကိုဆောင်ခဲ့ကြလောဟုဆို၍တပိတ်ကိုလွယ်ယူလျက်ဖဲကြွသွားတော်မူလေ။ပုံနေမှသည်လည်းဤပုဂ္ဂိုလ်သည်အဘယ်တကားကိုသိုသည်နည်းဟုမေးလက်တော်။နေထိုင်ခြင်းကုန်သောဤပြမနာကြီးတို့အားရာချင်းငါသိဤဟုဆို၍ငါဤတပိတ်ကိုဆောင်ခဲ့ကြလောဟုဆိုပြီးလျင်မိမိဤတပိတ်ကိုယူ၍သွားဤဟုပြန်ကြားပြောဆိုလက်သည်ရှိတော်။ဖုံမိခြင်းကအလိုမရှိသည်ဖြစ်လက်တတ်ဟု လင်းမြသာသွားပြီလျင်တပါသော ပုဂ္ဂိုလ်ကိုကြည့်ရှု၍ပင့်ဆောင်ခဲ့ကြ၏ဟုဟုစေလွတ်ပြန်သည်ဖြင့်ပုံနာကြည့်ဒီသွား၍ရှင်မောကလန်မထေရကိုမြင်လျင်ထို့သူသာလျင်၆ကြား၍ပင့်ဆောင်မြန်လီထိုရှင်မောကလန်မထေရသည်လည်းသာမဏေတို့ကိုမြင်လျင်ထို့သူသာလျင်ဆို၍တပိတ်ကိုယူလျက်ဖဲကြွသွားပြန်လေ၏ထိုကပုံနာကြီးကိုပုံနှိမ့်မှပြီပုံနာကြီးဤပုဂ္ဂိုလ်တို့ကဖုံးပေးခြင်းငါအလိုမရှိကြကုန်ပုံနာတို့ယူဖတ်ရာရတ်သို့သွား၍ဗြဟ္မနာကြီး ဗျမနာပုဂ္ဂိုလ်ကြီးတစ်ပါးကိုပိတ်ဆောင်ချေအောင်လို့ဟုအစီလို့ပြန်လေ။တာမဏိတို့ဒီနေ့နဲ့သောသောအခါမှစ၍တုံတို့ခုကိုမရကြသဖြင့်မုသိဆာလောင်ခြင်းဖြင့်နှိမ့်ဆက်အကုန်လေးရနေတော်မူကြရကုန်၏။ထိုကလေးဦးသောတာမဏိတို့ဤဂုံကျေးသူအာနုဘော်တို့ကြောင့်တရားမင်းဤနေရာဘန္ဓုကဗလာကြောက်ဖျားသည်ပူပြင်းသောအရှင်းရာကိုပြလေ။တရားမင်းဒီစင်ရင်လက်သည်ရှိသောထိုတာမဏိလေးပါးတို့ဤနနသောသောအခါမှစ၍နေထိုင်ကြသဖြင့်ပင်မန်းသည့်အဖြစ်ကိုသိရလျင် ငါသည်ထိုရက်သို့သွားခြင်းငါပင့်ဤဟုအလွန်အိုမင်းလာသောအရွယ်အိုကြီးအတွင်ကိုဖန်သိလျက်ထိုပုံနာတို့ရုတ်ဖတ်ရာအရ၌ပုံနာတို့အလို့ငါခင်းသားအပ်သောမြတ်သောနေရာ၌ထိုင်လျက်နေလေ၏ပုံနာကြီးသည်ထိုပုံနာအိုကြီးကိုမြင်တဲ့လျှင်ယခုအခါငါဤပုံလေးမှာကဝမ်းမြောက်ဝမ်းသာရှိသည်ဖြစ်ပေတော့လက်တန်းဟုအောက်မေ့သဖြင့်လာလေပါလောအိမ်တို့ကြွအိမ်တို့သွားကြကုန်အဟုတရားမင်းပုံနာအိုကြီးကိုပင့်ဆောင်ပြီးလျှင်အိမ်တို့သွားလေ၏ ုံလေးမှသည်ထိုပုံနာအူကြီးကိုမြင်လျင်မြင်ချင်းကြည်ကြည်ရွှင်နှစ်သက်သောစိတ်ရှိသည်ဖြစ်၍နှစ်ခုသောနေရာတို့၌ခင်သောခင်းဤကိုတစ်ခုသောနေရာရက်လိုက်တာလျင်ခင်းပြီလျင်အရှင်သည်ဤနေရာ၌နေတော်မူပါလောဟု၆ဆိုလေ၏အကြမ်းင်းဒီလည်းအိမ်တွင်သို့ဝင်၍၄ပါးသောတာမဏိငယ်တို့ကို၅ပါးသောတီချင်းဖြင့်ရှင်ခိုးပြီးလျင်ဖြစ်သောမြေ၌ထပ်ဝဲဖွဲ့ခြင်းဖြင့်နေလေ၏ထိုကားထိုသို့သောပုံနာအူကြီးကိုမြင်ရလျင် ပုံနေမှသည် ပုံနာကြီးကိုတင်ပြဆောင်ခဲ့သော ပုံနာအိုကြီးကအံ့ဩပဲရှိသွားအဘာရွေများလောက်သောဤပုဂ္ဂိုလ်ကြီးကိုပြင်ဆောင်၍လာသည်ဖြစ်ပြီးဤတို့ဖြစ်လျက်မိမိဤမြေးဤရွေများလောက်ရှိသောသူငယ်တို့ကိုရှင်ခိုး၍လှဲ့လည်နေပြီးဤပုံနာအိုကြီးဖြင့်အဘယ်အကျိုးရှိရသည်ထိုပုံနာအိုကြီးကိုနှင်ထနှင်ထုတ်ကြကုန်လောဟုဆိုလေ၏သူကြာမင်းပုံနာအိုကြီးသည်ပခုံး၌၎င်းလက်၌၎င်းလက်မောင်းရ၌၎င်းဆွဲကံ၍နှင်ထုတ်တော်လဲထခြင်းငါမြလဲအလိုမရှိ ထိုကပုံနာကြီးကို ပုံနေမှသည်ပုံနာကြီးလာလောသင်ကလက်တစ်ဖက်၌ဆွဲကင်ငါကလက်တစ်ဖက်၌ဆွဲကင်အဟုဆို၍နှစ်ယောက်စလုံးတို့သည်လည်းလက်နှစ်ဖက်တို့၌ဆွဲကင်၍ကြောက်ကုန်း၌ရိုက်ပုတ်ထောင်းထုလျက်အိမ်တကားမှအပတုငင်ထုတ်ခြင်းကိုပြုကြလေကုန်၏တရားမင်းသည်လည်းနေမြဲတိုင်းသောရဲ၌တာလျင်နေလျက်လက်ကိုဖြည့်သေးလေ၏ပုံနာလေးမယားတို့သည်ပြန်နေ၍ထိုပုံနာအိုကြီးထိုင်နေသည်ကိုသာလျင် မြင်ရလျင်ကြောက်လန့်တကြမိတန်းသောအတန်ကိုမိတန်းကုန်လျက်လှုပ်လိုက်ကြလေကုန်၏ထိုခဏ၌တကြမင်းသည်မိမိ၏တကြအဖြစ်ကိုသိသေးလေ၏ထိုခါမှထိုသူငယ်တို့အားအစာအာဟာရကိုပေးလူကြလေကုန်၏ထိုခါမှထိုသူတို့အားအစာအာဟာရကိုပေးလူကြလေကုန်၏ငါရောက်တော်သူတို့သည်လည်းအစာအာဟာရကိုယူ၍တအူးကအမွန်အရှက်ဝန်းကိုထုတ်ရှင်းပေါက်၍တအူးကအမိုး၏ရှေးဖို့ကိုတအူးကနောက်ဖို့ကို တို့ကမြေ၌ငိုရှိုး၍တရားမင်းသည်လည်းတခုသောအရာဖြင့်ထွက်၍ဤတို့ငါးဥသောသူတို့သည်ငါးပါးသောအရာတို့သို့သွားကြလေကုန်၏ထိုခါမှစ၍ကထိုအိမ်သည်ငါးခုသော အပေါက်ရှိသောအိမ်မည်သည်ဖြစ်ရသည်။ဗာမဏိတို့သည်လည်းအကြောင်းသို့ရောက်သောအခါယန်းတို့သည်ငါရှင်တို့အဘယ်သို့သဘောရှိသည်နည်းဟုမေးကြလေကုန်၏။တပည့်တော်တို့အားမေးတော်မမူကြပါကုန်လင်ဖေဟာတပည့်တော်တို့ကိုမြင်ရသောအခါမှစ၍ပုံလေးမှသည်အမြတ်သောသာထွက်ရှင်းဖြင့်နှိမ့်စားအသည်ဖြစ်၍ ခင်းထားသောနေရာတို့၌တပည့်တော်တို့ဟာနေသိခြင်းကလည်းမပြီးပင်လင်းမြန်သောပြမနာပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ရမည်ဟုပြောဆိုပါသည်ဖျာတပည့်တော်တို့၏ဥပဒေဖြစ်သော ရှင်သာရိပုတ္တရာသည်ကြွလာ၍တပည့်တော်တို့ကိုမြင်လျင် နေတိုင်းနှင်းကြကုန်သောဤပြမနာကြီးတို့အားဖွမ်းရခြင်းကတင့်ဤဟု ဆို၍တပည့်ကိုဆောင်ယူစေပြီးလျင် ထွက်ကြွသွားပါသည်ဖျာတဘာသောပြမနာပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ရှိဟုဆိုပြန်သည်ရှိသော ဘုံနာကြီးဒီရှင်မာမောကလံမထေကိုပင့်ဆောင်လာပါသည်ထိုရှင်မာမောကလံမထေသည်လည်းတပည့်တော်တို့ကိုမြင်လျင်ရှင်သာရိပုတ္တရာအတုသာလျင်ဆို၍ဖဲကြွားသွားပါသည်ဖေယားထိုကားဘုံနေမှသည်ဤပုဂ္ဂိုလ်တို့ကဘုံမေးခြင်းကအလိုမရှိကြကုန်ဘုံနာကြီးတွားရှည်ဦးဘုံနာတို့ရွတ်ဖက်ရာရမအိုမင်းလာသောအရွယ်ကြီးသောဘုံနာကြီးတို့ကိုပင့်ဆောင်ကြည်ဦးဟုဘုံနာကြီးကိုဆေးခိုင်းပါသည်ထိုဘုံနာကြီးသည်ထိုရဲ့သို့တွား၍ဘုံနာအသွင်ဖြင့်လာသောတရားမင်း တရားမင်းကိုပြေဆောင်လာခဲ့ပါသည်ဗျာထိုတရားမင်းလာသောအခါမှတပည့်တော်တို့အားအစာအာဟာရကိုလှူဒန်းကြပါသည်ဗျာဟုရှောက်ကြကြလေကုန်၏ဤလိုပြုကြကုန်သောထိုဘုံသားလင်မယားတို့အားတင်တို့အမြတ်ဒေါသမထွက်ကြကုန်ပြီလောဟုမေးမြန်းကြသဖြင့်အမြတ်ဒေါသမထွက်ကြပါဗျာဟုရှောက်ကြကုန်လေရန်တို့သည်ရန်တို့သည် ထိုစကားကိုကြား၍မြတ်စွာဘုရားမြတ်စွာဘုရားဤသာမဏေငယ်တို့သည်အမြတ်ဒေါသမထွက်ကြပါဟု ဟုတ်မမှန်သောတကားကိုဆို၍အထက်တဖူဖူပြောကြားကြပါသည်ဖရာဟုနားတော်လျှောက်ကြကြလေကုန်၏မြတ်စွာဘုရားသည်ရှင်သာယံတို့ယန္နာတို့မိဒီကားဆန့်ကျင်သောသူတို့နှင့်တော်လဲဆန့်ကျင်ခြင်းမရှိကြကုန်သည်သာတည်းဟုမိန်တော်မူ၍ဤကားရာကိုဟောကြားတော်မူလေ၏အောက်ဤရုံတံဝိရုံတေသူ အဝိရုဒ္ဓံဝိရုဒ္ဓေတုအတ္တတံတေတုနေဘုဒ္ဓံဒါရဏေတုအနာဒါနံတမံပြုမိပြမနံဝိရုဒ္ဓေတုယံညို့ဖွယ်သောအပြင်ဆန့်ကျင်ကြကုန်သော လောကီဘုံသားလူအများတို့၌အဝိရုဒ္ဓံယံညို့ထားသောအပြင်မဆန့်ကျင်ကြကုန်သော အတ္တတံတေတုမိမိ၌လှမ်းနှံလက်နှံရှိကြကုန်သော သူတို့၌ နိဗ္ဗာန်ရှာပြီသောအတန်ရှိသည်ဖြစ်၍ငြိမ်းဧကပြီကုန်ထသောဒါရဏိတုခန္ဓာငါးပါးတို့ကိုငါးငါးဥစ္စာဟုဆွဲယူခြင်းရှိကြကုန်သောသူတို့၌အနာဒါနံဆွဲယူခြင်းမရှိကြကုန်ထသောတံထိုသူကိုအဟံငါဘယသည်ဗိယမနံဗိယမနဟု၍ပြုမိဟောတော်မူ၏ သောတာပတိဖို့သာသီတို့တို့ရောက်ကြလေကုန်၏။သာမဏေလေးပါးတို့ဝိထုပြီ၏။အလုံးပေပြာဝေကွာ၍ကိုယ်စိတ်နှပြကျမ်းပါရှမ်းသာကြပါသည်။သာမဏေလေးပါးတို့ဝိထုအာဝိရုဒ္ဒံအစရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်စေတဝန်ကြောင့်တော်၌နေတော်မူခြင်း။သာမဏေလေးပါးတို့ကိုအကြောင်းပြု၍ဟောတော်မူလေ၏။ပုံနေမှတယောက်သည်၄ပါးသောယဟန်တို့အားယီညွှန်း၍လှူအပ်သောဆွမ်းကိုသိရင်ပြီးလျင် ပုံနာကြီးကိုအကြောင်းသို့သွား၍ယမနာဖြစ်သော ပုဂ္ဂိုလ်ကြီး၄ဦးတို့ကိုညှွန်းစေ၍ပြင်ဆောင်ခဲ့ကြလောဟုဆိုလေ၏ထိုပုံနာကြီးသည်အကြောင်းသို့သွား၍ယမနာဖြစ်သောပုဂ္ဂိုလ်၄ဦးတို့ကိုညှွန်း၍တပည့်တော်အားပေးတော်မူကြပါဖရာဟုလျှောက်လေ၏ထိုပုံနာကြီးအတန်ကိစ္စသာမဏေပရိဒသာမဏေသောပါကသာမဏေဤဝရသာမဏေဟူသောခုနှစ်သားယဟန္တာသာမဏေ